တော့မရှိတဲ့ဆန်းကိုရှောက်တာเนาะဒါကြောင့်မလို့လမ်းကတဖြည်းဖြည်းပိတ်တော့မှာပဲဟမ်ငကလုံးကလည်းဟလားငါတို့ကစစ်အာဏာသိမ်းတဲ့ကွာလီးပဲကွာဆိုပြဿနာမရှိဘူးเนาะအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့င်းထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မတိုက်လိုက်တိုက်လိုက်မတိုက်လည်းမဟုတ်ဘူးเนาะလိုက်လွှင့်လိုက်မလွှင့်လိုက်ဖြစ်ပေမဲ့တော်လန်ရေးမှာပါဝင်မဲ့စိတ်တက်ကတော့နော်အမြဲတမ်းအခြေမြွေးတိုက်ခတ်နေမှာဖြစ်တယ်နော်အဲ့တော့ဒေါ်လာကြီးစရတဲ့ကနေဒေါ်လာကြီးဆုံးတဲ့အထိနော်ကျွန်တော်ကတော့ပါဝဲမှာပါနော်အဲ့ဒါ နော်မပူနဲ့နော်ကျွန်တော်ကအမြဲတမ်းလေညာအရက်ကအချစ်လို့အမြဲတမ်းအချိန်ပြေတိုက်ခတ်နေမှာဖြစ်တယ်နော်အဲ့တော့အခုလက်လေးတိုက်လိုက်အောင်မယ်အဲ့တော့အားလုံးအဆီဗီသားနေမှာပါနော်အဲ့တော့ပြောရမှာတော့အထက်ထက်ပဲဒါပေမဲ့လည်းထပ်ပြောရမှာပဲပါလဲဆိုတော့ကျွန်တော်နိုင်မှာတည်ကြတယ်နိုင်ကိုနိုင်မှာဖြစ်တယ်ဟုတ်ပြီနော်ဒီကနေ့ပဲ 2021ကကျွန်တော်ကိုဗီဒီယိုကိုပြန်ကြည့်ပြီးတော့ကျွန်တော်ပြန်ပြီးတော့စဉ်းစားသုံးသပ်ဖြစ်တယ်เนาะအဲ့တော့အားလုံးကဒီနေ့အထိမပြောင်းလဲဘူးဒီတိုင်းမရှိเนาะအဲ့တော့ကျွန်တော်နိုင်ကိုနိုင်မယ်နိုင်နေနိုင်နေပြီเนาะဘာကြောင့်နိုင်တယ်လဲအဲ့ထက်မှပြောသွားသလိုပဲသူတို့ကမှားတဲ့ line ကိုလျှောက်တာကျွန်တော်တို့ကအမှန်တရားပဲကိုသွားတာသူတို့ကမရှိတဲ့ line ကိုလျှောက်တာเนาะဒါကြောင့်မလို့ line ကတဖြည်းဖြည်းပိတ်သွားမှာပဲ နော်ငါကတော့ငါလည်းဟလားငါတို့ကဆက်အနာသိနေကွာလီးပဲကွာဆိုပြဿနာမရှိဘူးနော်ငါတို့ကဒီမိုကရေစီပါကွာငါတို့က2008ဖွဲ့စည်းမှုအခြေခံဥပဒေနဲ့ဟိုလေးစားပါတယ်လိုက်နာပါတယ်ပြောပြီးတော့မှဒီဥပဒေကိုတို့ကိုယ်တိုင်ချုပ်ဖောက်ပလိုက်တာနော်ဒါကြောင့်မလို့တို့ရှုံးမှာကျွန်တော်တို့နိုင်မှာဒီတို့ရဲ့အနာသိမှုကအောင်ညမှာမဟုတ်ဘူးလို့အစရဲကျွန်တော်သုံးသပ်တာဖြစ်တယ်နော်အဲ့တော့ ငကူတဲ့အတိုင်းလဲဒါလည်းခဏခဏပြောပြပါပြီဒီ2000နဲ့ဒီ20ရွေးကောက်ပွဲအဲမလုတ်ခင်အရင်နေ့လားမသိဘူးเนาะအဲ့ဒါကျွန်တော်ပြောပြသားဦးမင်းအွန်လိုင်းအာနာသိမ့်မလားလဲလာမေးတော့အာနာသိမ့်ရင်သိမ့်လိမ့်မယ်သိမ့်ခဲ့ရင်ဒီလူရဲ့အကြီးချင်းကအာနာသိမ့်တဲ့လုပ်ငန်းစဉ်တစ်ခုကိုเนาะတတ်တတ်ခတ်ခတ်ပြီးပြီးပြင်းပြင်းနဲ့အောင်မြင်အောင်အာနာသိမ့်နိုင်တဲ့အကြီးချင်းမရှိဘူးလို့ကျွန်တော်တခါတည်းပြောပြသားเนาะအဲ့တော့ဒီစစ်တပ်ကိုကျွန်တော်2018မှာတည်းအသုံးသက်ထားပြီးသားဖြစ်တယ် ဒီစစ်တပ်ပြတ်တော့မယ်မကြတော့ဘူးဆိုတာ2018မှာเนาะကျွန်တော်စစ်တပ်နဲ့အနီးကဆက်ဆံမှုတွေเนาะကြုံတွေ့တဲ့အခါမှာကျွန်တော်သုံးသပ်ပြီးသွားပြီတကယ်ချင်းဘုံမှုတယောက်ကကိုလေးမွေးရတယ်ကျွန်တော်ပါတီထောင်းရင်ကောင်းအော်အော်ဆိုပါအမက်လောင်းဝင်ပြိုင်ရင်ကောင်းမလားကျွန်တော်တိုင်မနေခင်ဗျာမပြိုင်လေခင်ဗျာအခုချိန်လို့ရမှာကเนาะခင်ဗျာပါလဲလက်နဲ့ကင်ဖွဲ့စည်းလို့ရမှာလို့ပြီလားအဲ့တော့ ဗမတ်တက်မတော်เนาะဒီပြောစစ်မှန်တော့ဗမတ်တက်မတော်ပြန်လဲပေါ်ပေါ်ကြီးတက်မတော်ဆိုပြီးခင်ဗျာအဲ့ဒါဟိုလာတော့တော့ခုပြီးခင်ဗျာလက်နဲ့ကြိုက်အဖွဲစီတော့အမှာလို့ကျွန်တော်တကယ်ချင်းပုံမှုတရားကိုအဲ့လိုပြောဘူးတယ်အဲ့တော့ဒီနေ့ကတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကနိုင်ကုန်နိုင်မှာဖြစ်တယ်နိုင်လဲနိုင်နေပြီဖြစ်တယ်เนาะဒီအဆင့်ကိုရောက်သွားပြီအဲ၃နှစ်ကျော်၄နှစ်ထဲကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့เนาะတော်လိုက်ခီးစဉ်ကအဲတော်တော်ကြီးပေါက်သွားပြီเนาะဒီမန်းချက်ကိုရောက်ခံနေအထိ ဖြစ်သွားပြီအဲ့တော့ဒါကဘာလို့ဆိုရင်ဒီတက်ကပြက်ကူပြက်မဲ့တက်ဖြစ်နေတာနော်တက်ကတက်ကပြက်ကူပြက်တက်ကပြက်နေတာဒေါ်လာရေးမဖြစ်လဲတက်ကပြက်နေတာအဲ့လိုအတိုင်းတာရှိတယ်ဒါကတော့ဘသူမဆိုကိုယ့်အလုပ်ကိုမလုပ်ရင်နော်ပြက်မှာပဲကျောင်းဆရာကျောင်းဆရာလုံမလို့ရင်ကျောင်းဆရာမဖြစ်တော့ဘူးဖုန်ကြီးကဖုန်ကြီးလုံမလို့ရင်ဖုန်ကြီးမဖြစ်တော့ဘူးယောက်ျားလည်းယောက်ျားအလုံမလို့ရင်ယောက်ျားမဖြစ်ဘူးယောက်ျားဖြစ်ပြီးတနခါလိမ့်နေတယ် အလှပတွေပြင်းနေတယ်နှဲ့နှောင်းလို့အယောက်ျားပုတ်တော့မိမသိဝင်သွားဟုတ်ပြီနော်ယောက်ျားဆိုတော့ပေါ်ကြောင်ရတယ်မိမတွေကြည်ရတယ်တတိရှိရှိနဲ့ဘာမစိုးရှိရနေဥဆောင်ရတယ်အဲ့ဒါမှယောက်ျားဟုတ်လားယောက်ျားဖြစ်ပြီးတနက်ခါလေးနေမဲ့ပန်းမနှဲ့လို့အယောက်ျားမှုတော့မိမသိဝင်သွားပြီဘာလို့စစ်တပ်ပြည့်တယ်လဲရစစ်တပ်ကစစ်စစ်တပ်အလုပ်ကိုမလုပ်တော့လို့စစ်သားစစ်သားစိတ်မရှိတော့လို့ဒီစစ်တပ်ပြည့်တာနော်အဲ့တတိထားတော့ လူတိုင်းကကိုယ့်အလုပ်ကိုလုပ်နော်ကိုယ့်အလုပ်ကိုလုပ်ကိုယ့်အလုပ်နဲ့ထိုက်တန်တဲ့ကိုယ့်ရဲ့ properties ပေါ့ဗျာကိုယ့်ရဲ့ဥစ္စာနဲ့ကိုက်ညီအောင်နော်နေတနေဖို့ထိုင်ဖို့လိုတယ်နော်ယောက်ျားယောက်ျားအလုပ်ကိုလုပ်မိန်းမဟာမိန်းမအလုပ်ကိုလုပ်နော်ရည်စရာပြောရမို့တီးပြောရနော်ယောက်ျားမင်းဘာလို့လဲဖွင့်ကြော်ရတယ်မိန်းမတို့ရင်ငန်းတယ်ကြိုက်တာတော့ကြိုက်တဲ့ဘဝကမင်း ်မိမတွေ့ဒီတိုင်းပဲမိမမိမဆိုတာကြမိမဆိုတာလှကျင်တယ်အလှပါပြင်မယ်မိမဆိုတာကြွားကျင်တယ်ဟုတ်ပြီနော်ဘုကောင်းစားလာလေးဟုတ်မယ်စင်နေကတ်တွေပန်းမယ်ကြွားမယ်ငါယောက်ျားဘလို့ငါဆွေမျိုးဘလို့ငါသားသမီးရဂုံတုဘလောက်ကလည်းကြွားဒါမိမရဲ့သဘောပါအဲ့ဒါကြီးပျောက်သွားပြီဟာငါတို့ကနာယောက်ျားနေရင်မောင်တန်းမယ်ဘယ်သူမှဂီယုမဆိုင်အောင်ယောက်ျားယူဖို့ဘာလဲအဲ့ဒါယောက်ျားစိတ်ပေါက်အဲ့တော့သူတို့အပြိုကြီးဖြစ်ကုန်တာဟုတ်ပြီနော်စစ်တပ်ကဘာလို့ဖြစ်တာလဲဆိုတော့လူကသူ့တဘာမဟုတ်တော့ နော်သူ့တဘာဝမဟုတ်တော့စစ်တပ်ကစစ်သားစိတ်မရှိတော့စစ်တပ်ကပွဲစားစိတ်ဖြစ်တော့စစ်တပ်ပြက်တာဒါပဲမိဘကလည်းမိဘစိတ်ရှိရတယ်ចောင်းဆရာចောင်းဆရာစိတ်ရှိရတယ်ဘုန်းကြီးကဘုန်းကြီးစိတ်ရှိရတယ်အဲ့လိုမရှိတော့ဆိုတော့အပြက်ပြီဟုတ်ပါနော်အဲဒါလေးကတော့အစ်စ်အစ်စ်နော်ဒါတဘာဝဟာတဘာဝပဲတဘာဝဟာတဘာဝအတိုင်းရှိကိုရှိရမယ်နော်ခလေးရတယ်ကြဲမလို့ခလေးဆိုတာခလေးလို့ဖြစ်ရမှာ ကလေးကလူကြီးဆန်သွားအဲ့ခေတ်ချစ်ဖို့မကောင်းဘူးလူကြီးကလည်းလူကြီးလိုဖြစ်ရမယ်လူကြီးကကလေးဆန်ရလည်းပဲဘာမှအကူလို့မရတုံးစားလို့မရဟုတ်ပြီနော်ဒါကြောင့်ပြက်တာစစ်တပ်ကစစ်တပ်နဲ့မတူတော့လို့စစ်တပ်အလုပ်ကိုမလုပ်လို့စစ်သားကစစ်သားအလုပ်ကိုမလုပ်လို့စစ်သားစိတ်မရှိတော့ဒီတပ်ကပြက်တာဖြစ်တယ်အစိုးရလှုပ်ချင်လဲအစိုးရနဲ့တူအောင်လုပ်ရတယ်ဟုတ်တယ်နော်ဝန်ကြီးလှုပ်ချင်ဝန်ကြီးနဲ့တူအောင်လုပ်ရတယ်ဝန်ကြီးလို့တွေးပြီးဝန်ကြီးလို့လုပ်ရတယ် ဝင်ကြီးလို့ပြီးတော့အယက်သားတို့တွေးလို့ရှိရင်အယက်သားပဲဘယ်တော့မှတသက်လုံးဝင်ကြီးမဖြစ်ဘူးဟုတ်နော်ဒါလေးကိုပြောချင်တာအဲ့တော့ကျွန်တော်ကတော့ထွေတူးမဟုတ်ဘူးလက်ရှိကျွန်တော်တို့ကတည့်ရတိုင်းပဲစစ်တပ်ကပြူသွားပြီနော်ပြူတယ်ဆိုတာဗာလဲအချိန်ယူရတာပဲကြာတာအချိန်ကြာရမ်းမြန်အခုဘလို့မြန်နေပြီလဲကြည့်လိုက်ဟုတ်နော်တယောက်ပြေးနှစ်ယောက်ပြေးတယောက်ပြေးနှစ်ယောက်ပြေးတယောက်လက်နဲ့ချနှစ်ယောက်လက်နဲ့ချအပြင်တက်တစ်ဖွဲ့လုံးလက်နဲ့ချတဲ့အဆင့်ကိုရောက်သွားပြီ ဒီနေ့ကကျွန်တော်မျိုးသိမ့်နဲ့အဆင့်ရောက်တဲ့ခါမှာကျွန်တော်တို့ဒီလက်နက်ကင်တော်လန်ရေးရနံပါတ်8အဆင့်ရောက်သွားပြီနံပါတ်7ပြန်မှာတော်လန်ရေးပြီးသွားပြီเนาะအခုကျွန်တော်ကနံပါတ်8အဆင့်ရောက်သွားပြီတာမာတွေတိုင်းမျိုးသိမ့်နဲ့အဆင့်ရောက်သွားပြီเนาะကျွန်တော်နောက်ထပ်တန်တာ9 10 7 30ဆိုကျွန်တော်တော်လန်ပြီးသွားပြီဟုတ်လားဒါကြောင့်ဒီတော်လန်ရေးရအချိန်တစ်ခုကိုရောက်သွားပြီเนาะနှီးကုန်းချုပ်ကိုရောက်လာပြီနောက်ညနေရကျွန်တော်စပို့တစ်ခုတင်လိုက်သေးတယ် တိုက်တော့မယ်ဟေးဆိုတာနဲ့ပြေးဖို့ပြေးနေပြီဆိုရင်အဲ့ဒါကျွန်တော်စီမီဖိုင်တီတက်ပြီအခုတော့မှမေမျိုးကိုတိုက်တော့မယ်ဆိုလို့သူတို့ပြေးနေပြီရွှေ့နေပြီဆိုပဲเนาะအဲ့တော့တိုက်တော့မယ်ဟေးဟိုနော်ဒီကနာ PDF တွေလာပြီဟေးဆိုတာနဲ့တည်းပြေးဖို့ပြေးနေပြီဆိုရင်အဲ့ဒါစီမီဖိုင်တီတက်ပြီလို့မှတ်တာလေเนาะအဲ့တော့တက်ကပြောတော့မယ်ထပ်ပြောမယ်ကိုမင်းအောင်လည်းကအသေးတော့ဖြစ်တယ်သူတေးမှသူတက်ခါမှာမကြတော့ဒါကိုလေကျွန်တော်ပြီးခဲ့2021တဲက ဖေဖော်ဝါရီလတုန်းကဗီဒီယိုကျွန်တော်ပြန်ကြည့်ရတာအဲ့မှာကျွန်တော်ပြောပြီးသားအဲ့မှာလည်းကျွန်တော်ပြောပြီးသားနင်းအောင်လည်းအတေအတွက်ဆိုကျွန်တော်အဲ့2021ဖေဖော်ဝါရီလလည်းပြောပြီးသားငါဖြစ်လို့လေဆိုတဲ့အခါကျတော့ तू က2008ဖွဲ့စည်းပုံအခြေခံဥပဒေကို तू ချိုးဖောက်တယ်လို့ဖြစ်တယ်နော်သူ့ကာကွယ်ဘာမှမရှိဘူးဒါကြောင့် तू က तू ကအဆုံးထိသွားရမယ်လို့ဖြစ်တယ် ်သူအဆုံးအထိသွားမှာဖြစ်တဲ့အတွက်ကြောင့် तू ကတင်းတင်းပဲအသက်ခံခံပဲကျူးပြီးခံခံပဲဒီစင်ပဲနော်ဒါကြောင့်မလို့ကျွန်တော်ပြီးခဲ့တဲ့၃နှစ်ကြော်ကလေးကကျွန်တော်ပြောပြီးသား तू ဘက်ကရှော့မှာမဟုတ်ဘူး तू အဆုံးအထိသွားမှာရမှာ तू ကနောက်ဆုံးအချိန်အထိတနတ်တွေပြည့်သွားမှာကျွန်တော်ပြောထားတာပြီးခဲ့တဲ့၃နှစ်ကြော်အခုနောက်ဆုံးအချိန်အထိလေရင်နဲ့ပုံချဲနေလို့ရှိသေးတယ်ဟုတ်နော် तू ရှော့လို့မရဘူးအဲ့လိုရှိတယ် အဲ့ဒီခါကျတော့သူဒီလုံးဝအသေးလေးဖြစ်တယ်မကြခင်မှာသူအသက်ခံရတော့မှာဒါကျွန်တော်ခဏခဏပြောနေတာเนาะအဲ့တော့ဒီတက်ကပြိုသွားပြီเนาะအခုရမခကြာသွားပြီကြာပါပြီရချင်မှာသူတို့ရဲ့စိတ်သက်ကြာစင်းမှုတွေကအများကြီးရှိတယ်ဒီနေ့ဘိုးကြီးစီရောတင်းတုံးတက်ထားရဆိုတော့ဆိုလို့ရှိရင်စစ်ကူလိုက်တဲ့ဗိုလ်မှူးချုပ်ကကိုကိုအဆုံးစီရင်တာဟောနောက်ကြီးထိရဖြစ်နိုင်နေဆိုတာတကယ်သိကြတယ်ကိုကိုအဆုံးစီရင်တစ်ထင်ကိုပြစ်မယ်တဲ့เนาะ ယင်ဘက်ကိုတနတ်မှန်နေဆိုတာနောက်ကြည့်ပေါက်တာဖြစ်မယ်တဲ့နော်အဲဘိုးကြီးရှင်ကိုတုံးတက်တာသိတဘာဝကြအဲ့တော့လက်ရှိစစ်တပ်ရဲ့နေထားဒီခေါင်းဆောင်နေဒီနောက်ကြည့်စမှန်နေပြီလို့တွေ့လို့ရတယ်နော်မကြခင်မှာတက်မှုတွေကအမိန်ပြလို့မရနဲ့သူတို့တပည့်တွေကပြန်ပြစ်တက်တဲ့ကိစ္စကိုခံဘယ်သူမှအမိန်ရဲမပြီးတော့အနေထားကိုရောက်သွားတော့မယ်ရောက်နေပြီတက်တာပြုံးနေပြီနော်ပြောရကြဘာမှမကြောက်အခုတိတ်မကြောက်အခုဒီနေ့တရင်တွေဖတ်ရတဲ့အကုန်လုံးကသူတို့မန္တလေးကိုတိုက်ကုန်တိုက်ပါလာ နိုင်ကိုနိုင်ပါမင်းမျိုးကမတိုက်ဖဲနဲ့တောင်မှရရသွားမှာအဲ့လိုနိုင်နိုင်ရှိတယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်အရှင်ကအရင်ကြည့်တယ်နော်ကျွန်တော်တို့ပြည်သူလူထုရဲ့အင်အားကိုသူတို့မခံနိုင်ဘူးမခံနိုင်ဘူးကျွန်တော်တို့ရဲ့အတိုင်းဝန်ပြောမယ်ဆိုရင်ကျွန်တော်ပြောမှုတဲ့အင်အားသုံးခုရှိတယ်ပညာအင်အားရဲ့ငွေကြေးအင်အားရဲ့အတိုင်းဝန်အင်အားရဲ့သုံးခုရှိတယ် နော်အဲ့သုံးခုရှိရတဲ့မှာအတိုင်းဝိုင်းအင်အားဆိုတာအကြီးဆုံးဖြစ်တယ်နော်အဲ့တော့ပညာတတ်တဲ့လူနဲ့ပတ်စံရှိတဲ့လူနဲ့တိုက်လို့ရှိရင်ပညာတတ်တဲ့လူရှုံးတယ်ပတ်စံရှိတဲ့လူကနိုင်တယ်ဟုတ်ပြီနော်ဘာလို့ပညာဆိုတာပတ်စံဆရာဖို့စာသင်တော့မရှိသေးတာဒါပေမဲ့ပညာတတ်တဲ့လူနဲ့ပတ်စံရှိရဲ့ဆိုမှာအတိုင်းဝိုင်းရှိတဲ့လူအတိုင်းဝိုင်းရှိရင်အတိုင်းဝိုင်းရှိလို့နိုင်တယ် ီလူကပညာတတ်တယ်ပတ်စံတော့မရှိဘူးဒါပေမဲ့သူ့ကိုချစ်သူကထင်ပေါ်တယ်အတိုင်းဝိုင်းကြီးရဲ့ဆိုလို့ရှိရင် तू နိုင်တယ်ဟုတ်နော်ကျဲတဲ့လောက်ပတ်စံချမ်းသာသူ့မှာအတိုင်းဝိုင်းမရှိရင် तू ရှုံးတယ်နောက်ဆုံးကအတိုင်းဝိုင်းမဖြစ်တယ်သူ့ကိုချစ်ခင်တဲ့သူ့ကိုဝန်းရံတဲ့အတိုင်းဝိုင်းကိုပိုင်ဆိုင်ထားတဲ့ဒူဒီနော်အင်းအားအင်းအားအကြီးဆုံးဖြစ်တယ်ဒီနေ့ကဘာလဲဆိုရင်တော်လိုင်းကိုချစ်တယ်အမှန်တရားကိုချစ်တယ်ဒီမိုကရေစီကိုချစ်တယ်ဒီဒီတိုင်းနိုင်ငံလုံးကဒီအတိုင်းဝိုင်းအမေစုကိုချစ်တယ် ဟုတ်နော်အဲ့ဒီအတိုင်းဝိုင်းကြီးတစ်ခုလုံးကဒီတော်လှန်ရေးဘက်မှာရက်တည်နေတဲ့အတွက်ကြောင့်အတိုင်းဝိုင်းအင်အားကိုလက်နဲ့နဲ့ရောငွေကြီးနဲ့ရောခံချလို့မရဘူးဘယ်တိုက်ပွဲမှဆိုလူ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 မထောက်ခံရှုံးနေဆိုတာကအတိုင်းဝိုင်းအင်အားကိုပြောတာနော်လူလူဆိုတာအတိုင်းဝိုင်းပဲအဲ့တော့ဒီနေ့ကကြည့်လိုက်တော်လိုက်တက်ဖွဲ့ကိုကြည့်လိုက်လူရီကငဲတယ် တကြွရတယ်လမ်းစမ်းတယ်အာအင်ရှိတယ်နော်ကြည့်လိုက်လို့ရှိရင်တော်လိုင်းတက်ဖွဲ့တွေအင်အားတွေအကုန်လုံးကြည့်လိုက်လို့ဆိုလို့ရှိရင်ဓာတ်ပုံတွေတချင်းစိုးနေရာတွေတိုက်ပွဲတိုက်နေတာတွေအာတကယ်အားရှိစရာပဲနော်ဒီစိတ်ဓာတ်နဲ့ဒီအင်အားအရင်အားရှိဒါကွာကွာဒီနမိတ်ကွာကွာကွာနေပြီနော်အဲ့တော့ကျွန်တော်ဒါကြောင့်ကျွန်တော်တို့ကအောင်မြင်မှုတွေရတာဖြစ်တယ်အဲ့နောက်တစ်ခုကလူတွေအရင်စိုးရင်ကြတချို့ကလည်းအရင်ပေါ့ဗျာဒီလူတွေကိုမင်းကထင်အမြင်ရှုပ်ပြောနေအများကြီးရှိတယ် စိတ်ချဘယ်ပြည်ပနိုင်ငံမှာဗမာပြည်ရဲ့အရေးကိုဝင်ပြီးရဆွတ်ဖက်လို့မရဘူးဗမာတွေပေါ်ပဲမူတည်တယ်နော်ကိုတိုင်ရင်သားတွေစီစီလုံးလုံးညီလို့နဲ့တက်ကြလို့ကြောက်စိတ်ရှိရင်တော့ကြောက်အောင်ပါပဲတရုတ်ကြောက်တဲ့ယောဂါရှိရင်ကြောက်နေမှာပဲအကြောက်ကြောက်တတ်တဲ့လူကကြောက်တာပဲဘာတရုတ်မှာကြောက်စရာမလိုဖားစရာလည်းမလိုမုန်းစရာလည်းမလိုကိုလိုကိုလိုကိုအရေးကြီးတယ်ကိုလိုကိုလုံနေလို့ရှိရင်တရုတ်ကျွန်တော်တို့ထွက်ဝင်ထွက်လို့မရဘူးဝင်လို့မရဘူး တီယိုရီကလည်းအမြဲတမ်းတီယိုတီယိုခွေးမဟုတ်ဘူးလူတွေကပြောနေကြတယ်မဟုတ်ဘူးသူတို့ကအနေထိုင်ရဆက်ဆံနေတာဟုတ်ပြီနော်အကယ်၍သာအီယိုရီကနိုင်အောင်ပွဲတွေရပြီးတော့သူတို့အတွက်ရိတ်ခါရိတ်ခါလမ်းကြောင်းလက်နဲ့လမ်းကြောင်းဒီဘက်ကရရင်အီယိုကတီယိုကိုစကန်လာလိုက်မယ်ဘယ်လိုစောင့်ကြည့်လိုက်အဲ့လိုတီယိုတွေပြောလို့မရဘူးဟုတ်ပြီနော်အားလုံးကကျွန်တော်အဲ့အကြောင်းပြောတာတနည်းကပို့စီးပြည့်တယ်အတ္တကြီးအတ္တနောနာတော်ဆိုတာကို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 ပဲအာကုဖို့ပြောတာ เนาะအဲ့တော့ကျွန်တော်တို့က3နှစ်ကြာကြာ3နှစ်ခွဲကြာတဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ကိုယ့်အတွေ့အကြုံနဲ့ကိုသုံးသပ်ဘယ်တဲ့င်းအမှန်နဲ့ဘယ်တဲ့င်းအမှားလဲဘယ်သူပြောတာကတဘာဝကြာတယ်ဘယ်သူပြောတာတဘာဝမကြာဘူးဆိုတာကိုယ့်ရဲ့စင်ကျင်တယုံတရားနဲ့3နှစ်ခွဲတာအတွေ့အကြုံနဲ့ဆုံးဖြတ်ပါရှော့မတွက်နဲ့3နှစ်ခွဲဆိုတာ ဘွဲ့တစ်ခုယူလို့ရတယ်ဒီပလိုမာက3နှစ်ပဲရှိတာဟုတ်ပြီနော်ဒီပလိုမာဆိုတာ3နှစ်ပဲရှိတာဘက်ချလာက4နှစ်ပဲရှိတာ3နှစ်ခွဲဆိုတာဘွဲ့တစ်ခုယူလို့ရတယ်ဒီနေ့နိုင်ငံရေးကိုစိတ်ဝင်စားပြီးတောက်လျှောက်ကြည့်နေတဲ့သူတွေကဟုတ်ပြီနော်ဗမာပြည်ရဲ့အကြောင်းဗမာပြည်ကနိုင်ငံရေးသမားတွေရဲ့အကြောင်းဗမာပြည်ကတော်လှန်ရေးခေါင်းဆောင်တွေရဲ့အကြောင်းအကုန်ကြည့်ပြီးနေပြီစိတ်ဝင်စားလို့မလေးနိုင်တော့မပြောတတ်ဘူး စိတ်ဝင်စားလို့နိုင်ငံရေးကိုပဲစောင့်ကြည့်နေတဲ့လူတွေကတိပိနေပြီအဲ့တော့ကိုယ့်ကိုယ်ကိုရှော့မတွက်နဲ့နော်ကိုယ့်ကိုယ်ရှော့မတွက်ဘယ်သူပြောတာမှမယုံနဲ့နော်ကိုယ့်ရဲ့သုံးနှစ်ခွဲတာအတွေ့အကြုံနဲ့စဉ်းစားဝေဖန်ပြီးတော့ဆုံးဖြတ်ပြီးတော့ရွေးချယ်ရမယ်အဲ့တော့လက်ရှိမြန်မာပြည်ရဲ့ဒေါ်လာကြီးကိုခဏခဏလေးပြောရတယ်ဘယ်သူမှအာမကိုနဲ့ကိုယ့်ကိုယ်ကိုအကူအမဖြစ်တယ် ကျွန်တော်ပြောတယ်ဒါခဏခဏပြောတယ်ဘယ်နိုင်ငံခြားမှာအာမကိုနဲ့ဘယ်သူမှအာမကိုနဲ့ကိုကိုအာကိုရမယ်ဆိုတာကျွန်တော်ခဏခဏပြောတယ်နောက်တစ်ခုကကြီးကျယ်တဲ့ကိစ္စခဏလေးနဲ့ဘယ်တော့မှမပြီးဘူးအနည်း90ခိုင်ခန့်လာတဲ့ဒီစစ်တပ်ကြီးကိုပြူချအောင်တိုက်ဖို့ဒီအာနာရှင်စနစ်စိုးကိုဖယ်ချဖို့ဖယ်ရှားပြဖို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖယ်ပြဖို့ဖက်ဒရယ်နိုင်ငံတိဆောက်တဲ့အင်မတန်ကြီးကျယ်တဲ့လုပ်ငန်းကြီးကို လွတ်လွတ်လပ်လပ်နဲ့မပြီးဘူးတကယ်အားဆက်ရတယ်နော်တကယ်အချိန်ပေးရတကယ်ပြတ်သားရတယ်ဒါမှသာနိုင်မှာဖြစ်တယ်နောက်တစ်ခုကဒီတော်လန်ရင်းမျိုးကဘာမှမပေါ်သေးဘူးခုံယူကြမပေါ်သေးဘူးနော်အဲ့တော့ကျွန်တော်တို့ကဒါကြောင့်ကျွန်တော်တို့ကဒီနေ့ ပြည်သူတွေနဲ့တန်တဲ့ပြည်သူတွေရဲ့ကြိုးစားမှုကဒီနေ့အရာထင်းလာတာဖြစ်တယ်။နော်လူတိုင်းလူတိုင်းနော်လူတိုင်းလူတိုင်းဒီချက်မှာပါဝင်တာတကယ်အတိကဒီတော်လန်ရင်းမှာကျေးဇူးအရှိဆုံးအစီအရင်ဖြစ်တယ်။နော်တကယ်ကျေးဇူးအရှိဆုံးအစီအရင်ဖြစ်တယ်။ဒီနေ့ဒီအစီအရင်ကရော့သွားနည်းနည်းပဲရှိရအောင်နော် ဒီနေ့အထိငတ်နေတာပြတ်တော့စီရီယံလုတ်တဲ့လူဆိုတာအမှန်တရားမြန်တိုးတဲ့လူတွေလက်စားတဲ့လူတွေမဟုတ်ဘူးစုမိသားဆောင်မိသားဘာမှရှိဘူးဝန်ထမ်းဆိုတာတတိမဟုတ်ဘူးဝန်ထမ်းဆိုတာစုမိသားဆောင်မိသားမြန်မြန်ဆဆမရှိဘူးနော်လလုတ်လာစားပဲလစားကိုထိုင်ဆောင်ပြီးစားနေကြတာအများစုကအောက်ဆိုင်မရှိတဲ့လူပဲစီရီယံလုတ်တာလက်စားနေတဲ့လူကစီရီယံမလုတ်ဘူးဟုတ်ပြီနော်အဲ့တော့ယုံကြည်ချက်တစ်ခုတည်းနဲ့အမေစုကိုချစ်တဲ့စိတ် အမှန်တရားကိုချစ်တဲ့စိတ်เนาะခုနအေးမပါတဲ့လူတွေကိုအောက်ကျနေရတဲ့အလုပ်တွေမလုပ်ချင်တော့လို့စီတီရလုပ်ကြတာဒီတော်လိုင်းရဲ့အဓိကအရှိဆုံးကပါဝင်လာတာပြက်ပြက်သားသားဝင်လာစီတီရဖြစ်တယ်အဲ့ဂျာရီယာမှာเนาะလူငယ်တွေရဲ့လူငယ်တွေရဲ့ဉာဏ်ပညာဖြစ်တယ်နော်ခု new generation ကနိုင်ငံရေးကြောင့်ဘာမှသိရမှာမဟုတ်ဘူး။ညိုင်းမှန်မသိဘူး။ဒါပေမဲ့သူတို့ကနှစ်လသုံးလလောက်စောင့်ကြည့်လိုက်တဲ့အချိန်မှာ ဒီကောင်တို့တနက်ကြိုက်တက်ရမယ်တိုက်မှာရမယ်ဆိုတာလူငယ်တွေသိတယ်နော်ဒါကြောင့်ကျွန်တော်ကဖေဖေဖော်ဝါရီမှာအနာသိခါတယ်မတ်ဧပြီမေဂျွန်လောက်မှာဒေါ်လာကြီးတက်တယ်ပေါ်လာတယ်ဟုတ်တော့ဒီကောင်တွေကိုတနက်နဲ့ပြန်ချမှာရမယ်ဆိုတာလူငယ်တွေရဲ့ဉာဏ်ပညာအမျော်မြင်ဖြစ်တယ်သူတို့ရဲ့စူးစမ်းမှုရှိတယ်လက်ရှိအောင်မြင်မှုကဟုတ်ပြီနော်အဲ့တော့ ကျွန်တော်တို့ကအခုဒီလမ်းကြောင်းကြီးကိုတည်လာလိုက်တာအခုအောင်မြင်မှုရလာပြီเนาะတော်လည်းကြီးကเนาะတကယ်ကိုပဲရန်သူကိုကျွန်တော်တို့ကနေပြီးတော့အပေါ်စီးရယူနိုင်သွားပြီရန်သူကိုအကြောက်တရားတွေပြန်ပေးနိုင်သွားပြီအခုဆိုသူတို့လုံးဝကြောက်နေပြီတွေးပြက်နေစစ်တပ်အတိုင်းဝိုင်းတစ်ခုတွေးပြက်နေခရိုနီတွေတွေးပြက်နေနန်းတွေတွေးပြက်နေပြေးစရာမရှိတော့ ဟုတ်ပြီနော်အခုတိတ်မကြခင်မှာအခုမြင်နေရတဲ့အတိုင်းမန္တလေးကိုတို့ဒီလအတွက်တိုက်ပါပဲလက်ရှိမြင်နေရတဲ့အတိုင်းလားကျွန်တော်ခက်မှန်းကြည့်တယ်ပြီးခဲ့တဲ့နှစ်ပတ်လောက်ကနှစ်ပတ်မဟုတ်ကျွန်တော်ဆယ်လောက်ကစပြီးကျွန်တော်မြင်လာတယ်မန္တလေးကိုတကယ်တိုက်တော့မယ်ဆိုတော့ကျွန်တော်မြင်လာတယ်ဟောတိုင်းသားကောင်းဆောင်တွေပြောတဲ့ဇကားတွေအကုန်လုံးချုပ်မသုံးသက်တဲ့အခါမှာတို့တကယ်တိုက်တော့မယ်အစတို့ကမပြေရုံမှုအစီအစဉ်မရှိဘူးတို့ခုလာဆုတ်ဖြတ်ကြပါပြီးခဲ့ဆယ်လောက်ကစပြန်တို့မန္တလေးတိုက်တော့မယ် ဲ့ဒီကနေကျွန်တော်ကစောင့်ကြည့်စောင့်ကြည့်နေအခုရပိုင်အတွင်းမှာလာရှိုးတိုက်တဲ့နေထားကိုရောက်သွားတဲ့အခါမှာသူတို့ကလုံးဝအချိန်ဆွဲမှာမဟုတ်ဘူးအစစင်းစားအော်တိုဘာလကုန်တော့မှဝင်မယ်လို့ထင်တာမန်းလေးဘူးနော်အော်တိုဘာလကုန်တော့မဟုတ်နိုဝင်ဘာလလဲတော့ကြမှာဝင်မယ်လို့ထင်တာသူကဆက်တိုက်တယ်လိုက်မယ်နွာလာအော်တိုဘာပြည်ပါနဲ့တော့ဆက်တိုက်တယ်မရမနာတိုက်တယ်နော်အဲ့တော့ရမခလာဒီဒီ လာရှုပ်ကြသွားတဲ့အပေါ်မှာစစ်တပ်လူကြီးတွေအကုန်လုံးတွေ့ပြတ်သွားတယ်။တွေ့ကြောင်ပါပဲ။ဒီနေဟမှာပဲတခါမင်းအောင်လှိုင်ရဲ့အင်မတန်မှတကူကောင်းဆန်တဲ့လားဒီလူအသက်ကိုတန်ဖိုးမထားတဲ့ကိစ္စရေပေါ်လာတယ်။အဲ့လိုပေါ်လာတဲ့အခါကျတော့မင်းအောင်လှိုင်အသက်ခံမှုကိစ္စကလည်းဒီရမခကြတဲ့အချိန်မှာဒုတိယကြိမ်ပေါ်လာတာဖြစ်တယ်။ဟုတ်ပါနော်။သူ့ရှင်းမှရမယ်ဆိုတဲ့အသိစိတ်က ဒုတိယအကြိမ်ဖြစ်တယ်အခုနောက်ထပ်တတိယအကြိမ်ထွက်လာလိမ့်မယ်တတိယအကြိမ်မြေမျိုးကိုတိုက်တဲ့အချိန်ဖြစ်မလားမန်းလေးကိုတိုက်တဲ့အချိန်ဖြစ်မလားမင်းအောင်လဲနောက်ထပ်ခြာကျွေးဦးမှာနောက်ထပ်ပြီးတော့ခေါင်းဆောင်မပီတာလည်းလုပ်ဒီတက်လုပ်လိမ့်မယ်အဲ့တတိယအကြိမ်မြောက်မင်းအောင်လည်းလုပ်ရပြီးတဲ့အချိန်မှာမင်းအောင်လည်းတက်ခါမှာပဲနော်မတည်သေးခြင်းဘူးကျွန်တော်တို့က နော်မသိသိခြင်းသူ့ကိုအရှင်ဖမ်းပြီးတော့မှနော်ဒီချာလေးပညာပေးခြင်းတိုးတော်လည်းပဲအဲ့ထီအောင်နေမှာမဟုတ်ဘူးအဲ့လက်ရှိနေသားကတော့အဲ့လိုရှိအဲ့တော့တစ်ခုကဒီနေ့လဲ post ဒီမှာဖတ်အဲ့တော့ဖြစ်နေကြီးတွေကတော့အများကြီးပေါ့ဗျာမကောင်းတာတွေမကောင်းတဲ့ကိစ္စတွေကအများကြီးပဲဟာလက်နဲ့ကြိုက်ဖွဲ့စည်းတွေကရိုင်းများတယ် ဟလာတိုင်းနာအချင်းချင်းညှိနှိုင်းလို့ရမှာမဟုတ်ဘူးဟလာသူ့လူမျိုးဟလာခုနလိုပေါ်တော့ဟိုလာရှိုးကိုတီအန်လေးရအုပ်ချုပ်လို့လက်ခံမှာမဟုတ်ဘူးဟာဟိုအမဒီယာလက်ချုပ်အုပ်ချုပ်လက်ခံမှာမဟုတ်ဘူးမူဆလမကချင်းနဲ့ခုနဟိုတီအန်လေးနဲ့ပြဿနာတွေရှိတယ်ဟလာချင်းနဲ့ဟိုရခိုင်နဲ့ပြဿနာတွေရှိတယ်အမျိုးမျိုးစဉ်းစားပြီးတော့ညိုပြောကြတယ်ဘာဖြစ်မလဲညာဖြစ်မလဲမျိုးပြောကြတယ်စိတ်ချအစိုးကြီးလုံးဝမဖြစ်ဘူးနော်လုံးဝအစိုးကြီးမဖြစ်ဘူး နောက်တစ်ခုကမနေ့ကကျွန်တော် post ကိုတင်တယ်အဲ့ဒါဘာလို့တင်လာလဲဆိုအမေစုနဲ့ပတ်သက်တယ်ဘာလို့ post တင်လဲလဲဆိုတော့ဆက်ကဆက်ကအမေစုကိုသူတို့တွားတွားဆွေးနွေးရဆွေးနွေးလို့မရတဲ့အခါကြတော့ကျန်ယူကခေါင်းဆောင်ကိုတွားပြီးဆွေးနွေးခိုင်းမယ်လို့စိတ်ကူးတာနော်ဆွေးနွေးခိုင်းဖို့ပြောတယ်လို့ပြောတယ်အဲ့တော့တွားဆွေးနွေးလို့မရတော့အမေစုကတော်လန်ရေးမှာဘာမှအရာမရောက်တော့ဟုတ်ပြီနော်သူကကဘာတစ်ဖက်ပဲကြံခဲ့ပြီ ဒီကိစ္စကိုအမေစုကဝင်ပက်တယ်အမေစုညံ့တာပဲဒီတော်လန်ရင်းနဲ့အမေစုကတခြားစီဖြစ်သွားပြီဒီတော်လန်ရင်းကိုဘယ်သူမှဝင်ပြီးဆက်ဖက်လို့မရဘူးနော်အမေရိကန်ရောတရုတ်ရောရုရှားရောအိန္ဒိယရော UN ရောအာဆီယံရောနော်အမေစုရောဒီတော်လန်ရင်းဝင်ပြီးချဲလဲလို့မရဘူးမေစုဝင်ပါကြည့်ဝေစုမှားပါပြီ။ လက်ရှိကုန်တက်ကကုန်သွားမှာဟုတ်မနော်ဒါကြောင့်ကျွန်တော်ကအဲ့ဒါကိုတွေးလို့အဲ့လိုရေးတာချစ်ပြီးစွန့်သွားတဲ့အမေကိုစွန့်ပြီးချစ်သွားအမေစုကတကယ်ချစ်ဖို့ကောင်းတယ်ကျွန်တော်လည်းအမေစုကိုချစ်တယ်အမေစုပေလို့လည်းမဖြစ်သေးဘူးမေစုအသက်ရှင်မှဖြစ်ပါအဲ့တော့တရားနားလေတဲ့ကျန်တာကအမေစုဒီတော်လိုက်ရင်မှဘာမှမတတ်နိုင်ဘူး तू ပတ်သက်လို့ကိုမရအောင်ဘာကြောင့်လဲ तू ကငင်းချမ်းစွာဖြည့်ရှင်ရင်ချမ်းစီကြီးလို့တွားရတယ် ဒါကတနက်ပိုင်းပြီးတော့နော်အာနာကူပြန်လူယူတဲ့လုပ်ငန်းတခြားစီဝင်းနာနဲ့သူမှားသွားပြီဒါကြောင့်ဒီတော်လိုင်းရဲ့အမေစုနဲ့ဘာမှမဆိုင်ဒါပေမဲ့ဒါပေမဲ့ဒါပေမဲ့နော်တော်လိုင်းမင်းအွန်လိုင်းကိုမင်းအွန်လိုင်းသိစစ်တပ်ကပြက်စစ်တပ်တစ်ခုလုံး0ဖြစ် ဖြစ်ပြီးတော့မှကျွန်တော်ဒီတော်လိုင်းရေးပြီးပြီးပြီးတော့မှဖွဲ့စည်းပုံအခြေခံဥပဒေအတစ်ရေးတဲ့အချိန်ဖက်ဒရယ်နိုင်ငံကိုထူထောင်တဲ့အချိန်ကျရင်အမိစုရေးပါတယ်ဟုတ်ပြီနော်အဲ့တော့တော်လိုင်းရေးတော်လိုင်းရေးအလွန်တိုင်းရင်းသားတွေအချင်းချင်းနော်တိုက်ပွဲမဖြစ်ဖို့အတွက်မိစုအတွက်ရေးကြည့်တယ်အဲ့အချိန်မှာမိစုအသုံးဝင်ပြီဒါကြောင့်မလို့ ဒီတော်လိုင်းရဲ့အပြီးမှာအမေစုရှိနေပြီဆိုရင်ဘာစိုးကျုံးမှာမဖြစ်ဘူးနော်တိုင်ရင်သားအချင်းချင်းတိုက်တာအာနာလူလာလုံးဝမဖြစ်เสียအောင်အမေစုရှိပြီဆိုရင်ဒါပေမဲ့အမေစုက energy ကိုတန်ရုံးစင်ဖြတ်သွားရမှာဒါကျွန်တော်တွေးကြည့်ရတော့တွေးကြည့်တာမေစုက energy party တခုရောက်ဆက်ပြီးရက်တည်နေလို့လုံးဝမဖြစ်နိုင်ဘူး ား NLD ပါတီကလည်းဘာကြီးရှိမှမရှိဘူး NUG လည်းဘာကြီးရှိမှမရှိဘူး NLD ရှိမရှိတာ2018လေးကကျွန်တော်တည်တယ် NUG ရှိမရှိတာ2022မှာပေါ်တာမင်းစုက NLD နဲ့ NUG ကိုတန်ရုံးနေဖြစ်နေလို့ရှိရင်ဒီတိုင်းဒီတိုင်းကမကောင်းသားဘူးအဲ့တော့တော်လိုင်းပြီးတော့အမေစုကအမေစုအနေနဲ့ NLD ရထွက်လာနောက်တစ်ခုကလည်းဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်ရဲ့အခြေမှလက်ရှိပါတီအားလုံးဖြတ်သိမ်းပြရမယ်နော် အကောင်းဆုံးဖြစ်တင်တာတော့လာမဲ့ဖွဲ့စည်းဖို့ချိန်ကဥပဒေအစ်စ်မှာ၃ပါတီစနစ်လောက်ပဲကောင်းတယ်နော်လက်ဝဲရင်းကတပါတီလက်ရရင်းကတပါတီလူမျိုးစုကိုစားပြုတာတပါတီ၃ပါတီတော့ဆိုရတယ်ပါတီစုံမဖြစ်တင်